Story Audio Pop အားလုံးမင်္ဂလာပါခင်ဗျာ The Story Hoop Audio Pop Channel လေးမှာပထမဦးစွာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ Channel လေးမှာပထမဆုံးတင်ဆက်ပေးမယ်ဝိတုတ္တဇလန်းလေးကတော့စာရေးဆရာတက္ကသိုလ်နန္ဒာမေရေးသားထားတဲ့မောင်ကြီးနှမဆိုတဲ့ဝိတုတ္တဇလန်းလေးပဲဖြစ်ပါတယ်အပိနာစင်မဲ့ပရိသတ်ကြီးကလည်းကျွန်တော်ရဲ့ Channel လေးကို ကူညီသောအားဖြင့် like and subscribe လေးလုပ်ပြီးအားပေးနှဆင်ပေးပါအောင်ခင်ဗျာမောင်ကြီးနှမမိမိဤရံဘက်ရစ်ထုတ်ကြီးသမီးကမှရွရွကြိုက်တတ်သောတရားမင်းကြီးမာကလိုကျွန်တော်ကလည်းကျွန်တော်နဲ့မျက်နှာကျော်မတည့်ခဲ့သောတကြီးမင်းဥဖိုးပါဤသမီးခင်ထွေးကိုမှတွေ့တတ်ပလီသည်ဥဖိုးပါအားကျွန်တော်ကအတူရာနဲ့ခိုင်းနှိုင်းလိုက်ခြင်း၌သူသည်အတူရာကဲ့သို့ကစော အမှုလွန်နေုံမျှမကကျွန်တော်ကိုပင်နှလုံးမြူတနက်ကြီးဖြင့် စစ်ခင်း၍တိုက်ခဲ့သောကြောင့်ဖြစ်၏ထိုများမကသည်တကြီးမင်းဥဖိုးဘစံတော်မူရာဝဲကြီးရာသဌာနီသည်တခုတ်ပင်ပေါက်ရာပွင့်ရာပေါ်ရာဒေတာကြီးဖြစ်သောကြောင့်လည်းဖြစ်၏မိုးကြပြီဆိုရင်ဝဲကြီးစွာတဝိုင်း၌တခုတ်ပွင့်တို့သည်မြေပြင်ကိုငွေစင်ရှမ်းအောင်အယံကာရောပြန့်ကျဲ၍နေတတ်၏ဤတို့လျင်တခုတ်ပွင့်ရာအတူရာတိုင်းပြည်နှင့်ခိုင်နှံဝယ်ကောင်းသောဝဲကြီးရွာ၌တကြီးမင်းဥဖိုးဘ၏တမီထွေးခင်ကိုကျွန်တော်ကပြည့်ပြည့်မြင်ခဲ့ရလေသည် တရားမင်းကြီးဤမိဖုရားအတူရာဤသမီးသူစာကိုကျွန်တော်ကမမြင်ဘူးတော့လဲထွေးခင်သည် သူစာလောက်တော့လှမည်မထင်ပါသူစာဤလှပုံချောပုံကိုစိတ်ကူးနှမ်း၍ရမ်းရင်ဖွဲ့ဆိုထားသောစာများကိုဖျက်ရ၏ထို့သောဥဖို့ပါဤသမီးထွေးခင်အကြောင်းကိုမူမိတိစာဆူတော်ကမျှဖွဲ့ဆိုထားခြင်းမရှိသည့်အတွက်ထွေးခင်သည် သူစာလောက်တော့လှမည်မဟုတ်ဟုဆိုလိုက်ရှင်းပင်ဖြစ်ပါသည်ထို့သည်ကျွန်တော်ကထွေးခင်ကိုမြင်လျင်မြင်ချင်းသွေးပေါက်ဗက်ရိုက်အောင်ချစ်ကြိုက်မိပါ၏ ထွေးခင်ကိုမြင်လိုက်ရသောအချိန်မှလည်းကျွန်တော်အတွက်ထူးအံ့ဩဖွယ်ကောင်းသောအချိန်ခါဖြစ်ပါ၏ကျွန်တော်ကတောင်ကုတ်တမောစိတ်တွင်ဖြစ်ပွားသောရိုင်းမှုတစ်ခုအတွက်တမောစိတ်နှင့်အနီးကပ်ဆုံးဝဲကြီးစွာသို့တကြီးဖြစ်သူအားတန်ကျက်ပေးရန်လာခဲ့၏အချိန်မှနေဝင်ရည်တရောအချိန်ဖြစ်သည်ကျွန်တော်သည်တကြီးမိ၏လေးပင်သုံးခန်းပြင်ကရိုးအိမ်အဝကြီးတွင်ခနာများရက်ခါအရေးအချီကိုကြည့်တော်လဲလူသူတယောက်များမတွေ့ရနောက်ဖေးဖက်မှသာတောသံထိုးသံယုံသံ ကန်တံများကိုကြားနေရသဖြင့်အတန်ကြားရစီတို့အပြေးကလေးဝင်လာခဲ့၏ထွေးခင်နှင့်သူ့အဘကလုံထွေးတက်ပုတ်လျက်ရှိလေသည်ဟဲ့လူအုံမကြီးလွတ်လွတ်ပထွေးပီပီခွဲလို့မလုံးနဲ့ထွေးခင်ကပါဇက်မတပြစ်တောက်တောက်ပြောရင်းတကြည်မင်းဥဖို့ပါဤဖက်ငင်ဆွေးရမ်းမှုကိုရုံးကန်နေ၏ကျွန်တော်ကကြောင်ရွရက်ကြည့်နေမိလေသည်ဥဖို့ပါမှာထွေးခင်ဤဖက်ခင်အရင်ဟုကျွန်တော်ကထင်မှတ်နေခဲ့ရယခုမှဖေးရင်အရင်မဟုတ်မှန်သိလာရတော့သည် တကယ်တော့ကျွန်တော်ဒီဝဲကြီးရွာသားတယောက်မဟုတ်တောင်ကုန်းတမောစိတ်တွင်တမောဆိုင်ကက်သည့်ရက်တရက်ပတ်တိုင်းဝဲကြီးရွာသို့ဝင်ထက်သွားလာခဲ့သူသာဖြစ်၏ထို့အခါကကျွန်တော်မှာရခိုင်တိုင်းပြည်ရင်းရေချောင်းတေဦးပို့ဆောင်ရေးကုမ္ပဏီတွင်တမောစရေးအဖြစ်လုပ်ကိုင်နေခဲ့ရတောင်ကုန်းသို့တမောကတ်တိုင်းဝဲကြီးရွာသို့ရောက်ခဲ့၏တို့တစေတချင်းမင်းဥပိုပ၌ထွေးခင်ဟူသောတမီးတယောက်ရှိခဲ့သည်ဟူသောတည်င်းကိုကြားခဲ့ယုံများအပထွေးခင်ကုန်မူတခါမှမမြင်ဘူးခဲ့ဥပိုပသည် ထွေးခင်ကိုကျွန်တော်မမင်းအောင်တမင်မင်းလှူထားခဲ့ဟန်တူလေသည်ထိုအခါကဆိုဒီမှာလဲကျွန်တော်တောင်ကုတ်တမော့စိတ်သို့စတင်ရောက်ခဲ့သည့်နေမပဲဖြစ်၏ဥဖိုးပါနှင့်ကျွန်တော်သည်တမော့ကုန်တင်ကုန်ချကိစ္စနှင့်ပတ်သက်၍စကားများခဲ့ဘူးရာသူသည်ကျွန်တော်ကို ထိုအချိန်မှစ၍ဝေရာမနိဝေးစွာရှောင်ကျင်ခဲ့၏သူသမီးကိုမြင်ရဖို့မဆိုထားနှင့်သူ့အိမ်နားသို့ပင်ကျွန်တော်ကိုအကန့်မခံခဲ့ဤကဲ့သို့ကျွန်တော်နှင့်မျက်နှာကြောမတက်ဘူးအကြကြီးကြားခဲ့သောဥဖိုးပါအိမ်သို့ပင် ကျွန်တော်ဒီကျွန်တော်နဲ့သက်ဆိုင်သောကိစ္စဖြစ်၍တန်ကြားရန်လာခဲ့၏လာသောအခါ၌လဲကျွန်တော်ဤလာခြင်းသည် သူ့အတွက်ကောင်းသောလာခြင်းမဟုတ်ဘဲဖြစ်နေရပြန်လေသည်ဟဲ့ထွေးခင်နင်မိုက်မနေပါနဲ့ဟဲ့ငါကနင့်ကိုတနာလို့တောင်းညာတင်မလို့လှုပ်တာဥဖိုးပါသည်အတူရာဤစံခြင်းကိုပင်ချိုးတာအန်တူ၏သူကိုယ်သူပင်မနိုင်ပဲတရင်တရင်နဲ့ထွေးခင်ကိုသူ့ရင်ခွင်ထဲသို့ဆွဲသွင်းနေ၏ခွေးကောင်ကြီးလှုပ်လှုပ်អော်လိုက်ရမလား ကျွန်တော်ဒီအနောက်ဘက်သို့အနည်းငယ်တန်ဆုပ်ကမိဘချောင်းတကားဝါတွင်ခြေကိုခက်ပြင်းပြင်းနင်း၍ရက်လိုက်၏သူတို့နှစ်ယောက်စလုံးမှင်တက်မိသလိုငိုင်နေကြလေသည်တိုးတော်ဥဖိုးပါကဒူကြီးလူမိုင်းပြပြခနာအတွင်းအင်ဒရီဆယ်လိုက်နိုင်၏ဟေးဟေးမင်းကဒီမှာဘာလာလောက်တာလဲသူကကျွန်တော်ဘက်ကိုတဲတဲလဲလိုက်ကကျွန်တော်ကိုပဲဟင်းအောင်လိုက်ပါသေး၏ခမားကပဲကြုတ်ကိုမင်းနေရသေးသလားခမားလောက်တာကြုတ်မမြင်မှုမှတ်လို့လားကျွန်တော်ဤအတန်ကမာဆက်ဆက်ဖြစ်နေ၍ သူကအပြစ်ရှိသူပြပြီးတွန့်သွားပုံရလေသည်ငနထားကလေးတိတိလျက်ကလေးပြပြနှင့်တစ်ချက်မြငွေးသွား၏ဥပမာဆိုရင်ချိုလကိုလနွားနမကိုဥတပနွားတီအနုချမ်းစီမီဟုဟန်ကြီးနှင့်ကြံလုံးကိုကြားဟုံ၍ဝါတော့ခါငနထားတိတိလျက်ပေနှင့် အောင်မြေရက်မှာတမဆွဲနိုင်ခေါင်းကြွေမှိုင်းတကဲသို့ပင်ဖြစ်ပါ၏ဥဖို့ဘကလူမိရာနာသဖြင့်ဒေါသကြီးကစကားတခုံးမျက်မပြောနိုင်သလို့ ကျွန်တော်ကလည်းမမျော်လင့်သည့်ရှုခင်းတရက်ကိုဂျုံကနေလာသူနေရသဖြင့်ဘာဆက်ပြောရမှန်းမသိဖြစ်နေ၏ကျွန်တော်တို့နှစ်ယောက်ကပြောမစ်စကလုံးများကိုအပြေးလွှားလက်ရှာနေကြစဉ်ထွေးခင်ဤငိုတန်ကပို၍ကျေလာသည်ဟုထင်ရလေသည်အမေရေကျုပ်ရှက်လာကြီးရဲ့ဥဖိုးပါဤဥတ္တပနွားသည့်အ누ချမ်းစီသည့်ပြဇက်သည်ဤသို့သောအခန်းတွင်အထွတ်ထွတ်ရောက်ခံနီး၌ဇက်ကွက်ကိုအောက်သို့တဖြည်းဖြည်းဆွဲချလိုက်သောအခြားဇက်ကောင်တစ်ကောင်သည်နောက်ဖေးမိဖို့ကြောင့်သို့ရောက်လာလေသည် ူကဥဖို့ပါဤမယာထွေးခင်ဤအမေပင်ဖြစ်၏ထွေးခင်ကလည်းဟဲကို့ဖေရိုက်တာနဲ့ဒီလောက်တော့ငုံနေရသလားထွေးခင်ဤအမေသည်ကျွန်တော်ရှေ့တွင်မိခဲ့သူပင်ဟန်လုပ်၍ပြောလိုက်စီကမူသူဤဝန်းနှရင်မူကမခံမရက်နိုင်သောဒေါသမိသည်တဟုံဟုံတောက်လောင်နေသည်ကိုတတိပြုလိုက်မိပါသည်ထွေးခင်ကစရောက်ဖာဖာတင်ကြီးကကနှင့်မြစ်စုတ်ကြီးလိုနူထွား၍နေစီကမူအသက်က15နှစ်ပင်ရှိဖို့မပေါ်သည် ဤကဲ့သို့အသက်အရွယ်နုနယ်သူကလေးမတစ်ယောက်သည်ဥဖိုးပါလိုရုံမာသောပထွေးလင်းကိုအကြောက်ကြီးကြောက်နေရသောဒေါငွေမြလိုအမေမျိုးနှင့်ညီကဲ့သို့ဆက်လက်နေထိုင်သွားမည်ကိုကျွန်တော်ကစဉ်းစားရင်းမရအောင်ဖြစ်ခဲ့၏ထိုနေ့ကကျွန်တော်သည်တမောပေါ်တွင်ရိုက်မှုဖြစ်သည့်အကြောင်းကိုဥဖိုးပါအားတိုင်ကြားခြင်းမပြုတော့ဘဲမြို့ပေါ်သို့ပြန်တက်သည့်လက်သမားတစ်ယောက်နှင့်အကျိုးအကြောင်းကိုစာရွေး၍ဌာနအုပ်စီသို့သာပေးပို့ခဲ့လေသည်ထွေးခင်ကသူ့ဘဝရေစုံမျိုးမြင့်အဖြစ်မျိုးတွင်ကျွန်တော်ရောက်ရှိသွားသဖြင့် ူမျက်နာပေါ်တွင်ဝမ်းနည်းခြင်းနှင့်အတူကျေးဇူးတင်အားကိုးကြောင်းဖော်ပြသည့်အရေးအယံကိုတွေ့ခဲ့ရ၏သူကတရှုပ်ရှုပ်ငိုနေရင်းကျွန်တော်ကိုမော်ရွကြည့်လိုက်သည့်အကြည့်မှာကျွန်တော်ကိုတတတမမေးအောင်ဖြစ်သွားစေပါ၏တို့ဖြစ်၍နောက်တစ်ပတ်တောင်ကုန်းသို့တမောအရောက်တွင်ထွေးခင်နေတွေ့ကျင်စိတ်ကပြင်းပြ၍နေလေသည်သို့တော်သူ့ဖေဥဖိုးပါနှင့်ကျွန်တော်မှာအတူရာနှင့်ကြားမင်းကဲ့သို့နက်နက်ချင်းဆိုင်ရမဖြစ်နိုင်သဖြင့်ကျွန်တော်တွေ့ကျင်သောထွေးခင်ကိုတွေ့ရတော့မည်မဟုတ်ဟုစိတ်ပြက်လက်ပြက်ဖြစ်မိ၏ ကျွန်တော်တောင်ကုတ်သမောစိမ့်မှထွက်ခွာသွားနေသည့်ရက်အတော်တွင် ထွေးခင်ကလေးဤကန့်ကျမသည့်မိကဲ့သို့ဖန်လာလိမ့်မည်ကိုစိုးရိမ်မိသည်ကျွန်တော်သည်ထွေးခင်အကြောင်းကို အနုလုံ ပလိလုံစဉ်းစားရင်းဝဲကြီးစွာနှင့်အတန်ငယ်လန်းသော တောအုပ်ကလေးသို့ရောက်လာခဲ့၏တောအုပ်အတွင်းရှိချောင်းငယ်ကလေးအနီးသို့ရောက်သောအခါတွင်ကကျွန်တော်ဤခြေလန်းများသည့်စတုတီတာကျွေးရသို့လာသောသရောင်းစား၏ခြေလန်းကဲ့သို့တွက်ရိပ်လာခဲ့၏ကျွန်တော်ဤစိတ်သည်တားရွှေအိုထမ်းလာသည်ကိုမြင်ရသော ဒုက္ကူလာနဲ့ပါဠိကာဤစိတ်ကဲ့သို့ရှင်ရွေးသွားခဲ့၏ဆဲဘေလောက်ကျဲသောချောင်းကလေးတွေတွင်တပွမ်းပွမ်းနှင့်အတန်မီအောင်ကူးနေသူက ကျွန်တော်တွေ့ကျင်နေသော ထွေးခင်ပင်ဖြစ်လေသည်ထွေးခင်ရေထွေးခင်ကျွန်တော်ကအာရဝမ်းသာအော်ခေါ်လိုက်၏တပွမ်းပွမ်းနှင့်ရေကူးနေသောအတန်များရုတ်တရက်ရက်သွား၏ထွေးခင်သည်တစ်ဖက်ကန်းစမရေတဲတွင်ခေါင်းတလုံးပေါ်ယုံသာထိုင်နေရင်ကျွန်တော်ကိုမျက်စိပြူ၍ကြည့်နေလေသည် ထွေးခင်ရေဒီဘက်ပြန်ကူးခဲ့ပါကွက် နေနဲ့တွေ့ချင်းတို့လက်ရှာနေတာကြာလာပြီထွေးခင်ကတဖက်ကန်းစက်မှနေ၍ခေါင်းကိုသာ တွင်တွင်ရမ်းပြနေကျွန်တော်ကထွေးခင်ရဲ့အမူအရာကိုနားမလဲထွေးခင်ရနေ့ကိုကြိုက်မစားပါဘူးဟာလာသာလာခဲ့ပါကြုတ်ဆက်တယ်တော့ဒီမဒီမထွေးခင်ကရှိသူစကားမဆက်နိုင်ပဲကျွန်တော်ရက်နေသည့်ဘက်သို့လက်ညှိုးထိုးပြနေသူလက်ညှိုးထိုးပြနေသည့်အတိုင်းကျွန်တော်ကခြေရင်းဘက်သို့ငုံကြည့်လိုက်တော့မှပင်ကျွန်တော်ဗာမျက်စိပြူ၍သွားမိလေသည် ကျွန်တော်ရက်နေသည့်နေရာနဲ့တရောင်ငန့်အကွာရှိကြောက်တုံးတဲ့တရုံးပေါ်တွင်က ထွေးခင်အင်ဂျင်နှင့်ဂွင်းလုံးကျုပ်ပုံချထားသောထမင်ကိုတွေ့ရ၏။အိုးကျွန်တော်ကအလံတကြားပင်ရေရိုးလိုက်မိ၏။မတ်ရွှေချောသည် ထမင်မပါဘဲရေစင်းချိုးနေလေသည်။ဒါတွေပဲနဲ့လုံမတော့။ကျွန်တော်ကသူ့ထမင်နှင့်အင်ဂျီကိုလက်ညှိုးထိုးပြရင်အောင်မေးလိုက်၏။တော်တခြားကိုခဏသွားနေ။ကျုပ်အဲ့ဒီဘက်လာခဲ့မယ်။ကျွန်တော်သည် ထွေးခင်ကြီးအမိန်တိုင်းကန်းစမခွာကား ရှေ့သို့ဆက်ကိုက်ခန့်လျှောက်လာခဲ့၏ပြီးနောက်ထွေးခင်ဘက်သို့ကြောပေးကတပင်တပင်ကိုမိရွတ်ရက်နေရလေသည် ထွေးခင်၏ရေကူး၏လာတံကိုကြားရပြီးနောက်ခတမြတိတ်ဆိတ်သွား၏အင်ကြီးဝပီးရင်ပြောဟေ့ကျွန်တော်ကနောက်သို့လှဲ့မကြည့်ပဲထွေးခင်ကိုတရေပေးလိုက်၏အမလေးကင်းကြီးကင်းကြီးထွေးခင်ကထိတ်ထိတ်ပြပြအော်လိုက်တော့ကြောင့်ကျွန်တော်သည်ရက်နေသည့်နေရာမှပြည့်ရထွက်လာခဲ့၏ထွေးခင်သည်သမင်ကိုလက်တစ်ဖက်နှင့်လေထဲတွင်ခါရရင် မိမွေးတိုင်းဖမွေးတိုင်းရက်နေလေသည်ကျွန်တော်မှမြေစုယုံညာထုံမာလာမှာဗျာခရာတွေ့မြစတိပင်လှငွေစင်တို့ရင်မူလေးကိုပြကတိအတွင် မောင်ကြီးလှဲ့လို့ကြည်လိုက်မည်ရွှေပဝင်းနှောက်နှေးမရဲမလို့ရဲမလို့တဲဖို့လို့ပြေးလိုက်လေသွေးပေါက်ပက်ရိုက်ဆဲစပူရစ်မဲတမှုဖြစ်ခါမှ လူတီကြီးလိုက်ကြော့ခိုက်ခိုက်များတုံတဲ့လို့ကြုံမလီဆိုသောအဖြစ်မျိုးနဲ့တိုးမိလေ။တွားတွား ဒီကိုမလာခဲ့နဲ့ထွေးခင်ကအလန်တကြားထက်မှန်၍អော်လိုက်တော့မှပင် ကျွန်တော်ဒီသတိရလာကစော့စော့ကကြောမိ၍ရက်နေသောတစ်ပင်ချင်းရင်းတို့တက်ဆုပ်၍လာနိုင်ခဲ့လေသည်ထွေးခင်ရေထွေးခင်ခဏကြာသောအခါကျွန်တော်ကခေါ်လိုက်၏သို့တော့ပြန်ထူးသံပင်မကြားရထွေးခင်ရေပြီပလာဟဲ့တို့တိုင်အောင်စကားပြန်ကားမရကျွန်တော်ဒီတီးမခံနိုင်ပဲနောက်သို့လှက်ကြည့်လိုက်၏ထွေးခင်သည်ကြောက်တုံးကလေးပေါ်တွင်မျက်နှာကိုထောင်ထားသော ဒီကောင်နှလုံးသားတွင်ညက်၍ငိုနေသည်ကိုတွေ့ရ၏ကျုပ်ဆက်တယ်တော့ကျုံနာမလာခဲနဲ့ကျွန်တော်ကရှက်ကြီးရှက်ကရှက်၍ရှက်၍ငိုနေသောထွေးခင်ကို နှစ်သိမ့်စေပါ၏အတန်ကြာမှပင် ထွေးခင်ကခေါင်းပေါ်ဝင်လာကကျွန်တော်မေးသမျှကိုပြန်၍ပြောလာလေသည်ကျုပ်တော့ကျုပ်ဖထွေးအိမ်မှာမနေချင်တော့ပါဘူးတော့လူကကျုပ်အသာထွက်ပြေးချင်တော့တာပါပဲထွေးခင်ကမျက်ရည်ရှုံသောနှလုံးဝိုင်းဝိုင်းကလေးဖြင့်ကျွန်တော်ကိုအကူအညီတောင်းနေ၏ကျွန်တော်ကမူ မကြံတတ်အောင်ဖြစ်နေရလေသည်ထွေးခင်ကအသက်15နှစ်ပင်မပြည့်တတ်သေးစတောက်ကြီးဖဖတင်ကြီးကကနှင့်မိုးဦးကြမြစ်ဆို့ကြီးလိုနုနုထွားနေသောကြောင့်တောစရိုက်တောတလေးအရာမူအိမ်တော်သားမွေးရန် ခနာကိုအရလူလားမြောက်ပေဟုဆိုကဆိုထိုက်တော်လဲစိတ်အားဖြင့်ကလူလားမြောက်ပေဦးဆိုနိုင်မည်မဟုတ်ပါပေခလေးစိတ်ခလေးမူရသာရှိသေးသောထွေးခင်ကိုကျွန်တော်ကမြည်ခဲ့သို့သူ့ဆန္ဒအတိုင်းကူညီနိုင်ပါမည်သည် ထွေးခင် နင်အသက်ငယ်ငယ်လေးရှိပါသေးတယ်ဟဲ့ကျွန်တော်ကသူ့အပေါ်တွင်စေတနာထားကအကိုကြီးတယောက်လိုဆုံးမနေမိသည် အမေကျုပ်လာငယ်တာကျုပ်လိုအရွယ်တွေ ခလေးမေတွေဖြစ်နေကြပြီသိရဲ့လားသူကနှက်ခမ်းတလန်ပန်းတလန်နဲ့ကျွန်တော်ကိုပင်ရန်တွေ့နေပါသေး၏အေးဘာပဲဖြစ်ဖြစ်ခုတော့ကိုယ့်အိမ်မှာပဲကိုသတိဝိရိယထားနေပေါ့တကယ်လို့မနေချင်ဘူးဆိုရင်လေဂျွာတဲ့ကဆူမျိုးသားချင်းအိမ်တွေမှာညတိုင်းသွားသွားအိတ်တာပေါ့ထုခင်ရဟင်းဟင်း ကျုပ်တော့ဘယ်မှမှမသွားခြင်းဘူးအိမ်ကပဲထွက်ပြေးခြင်းနဲ့ကျွန်တော်ကအတန်တန်ဖြောင်းဖြောင်းရေပြောပါ၏တို့တော့ထွေခင်ကခေါင်းမမြန်မာနေလေသည်ကဲဒီလောက်တောင်ရှိလာတာနောက်တစ်ခေါက်လာရင်နင့်ကိုငါခေါ်မယ်ကျွန်တော်ကသူ့စိတ်မှတက်တာရရပါစေတော့ဟုလိန်ရွတ်ပြောလိုက်၏ဒီတော့မှပင်ထွေခင်သည်ပြုံးရွေလာနိုင်လေသည်ကဲဒါပဲနော် နောက်တစ်ဖက်သမောလာရင်ထွေခင်ကကျွန်တော်ကိုပါတစ်ဖက်ကိုရှုခနဲမြင်အောင်နမ်းရင်ဝဲကြီးစွာဘက်သို့ပြေးသွားသည်ကိုကျွန်တော်ကတမတဟင်းဟင်းချကား ငေး၍ကြံခဲ့လေသည်နောက်တစ်ဖက်တောင်ကုတ်တမောစိတ်သို့စိုက်ကက်လိုက်သည်နေတပြိုင်နက်ကျွန်တော်ယင်မှာတတိတိခုံနေကျွန်တော်ကထွေးခင်ကိုစိတ်မတက်တာရပါစေတော့ဟုပြောခဲ့တော်စကားကိုသူကတကယ်မှတ်ထင်ကကျွန်တော်နှင့်လိုက်ပါရင်စိတ်ဆိုး၍နေနေကိုပူပန်မိ၏အသက်15နှစ်ပြည့်မပြည့်တတ်သေးသောထွေးခင်တို့ကလေးမကလေးကိုကျွန်တော်လိုအသက်အစိတ်လောက်ရှိသောယောက်ျားတစ်ယောက်ကအားပေးအားမြောက်ပြုတဲ့ကဲ့သို့ပြောမိသည့်အတွက်ကျွန်တော်ကိုယ်ကိုကျွန်တော်အပြစ်တင်မိသည်ခနာကိုအရမူတော်တလေတော်စရာကြီးရာလူလာမြောက်ပြီဟုဆိုက ဆိုနိုင်တော်လဲစိတ်အားဖြင့်လူလမမြောက်သေးသူကလေးကိုကျွန်တော်ကသူ့သဘောလိုက်၍ခေါ်ယူသွားသည့်တိုင်အောင်ကျွန်တော်အပေါ်တွင်ကအပြစ်ကင်းနိုင်မည်မဟုတ်ပါကျွန်တော်သာလီတင်ခံဘွားသို့ရောက်ရပေမည်ကျွန်တော်အပေါ်တွင်အညှိုကြီးညှိုးထားခဲ့သောဥတ္တဖနွားတိဥဖို့ဘကလည်းကျွန်တော်အပေါ်တွင်မြည်သည့်နီးနှင်းမှချမ်းသာပေးမည်မဟုတ်ကျွန်တော်သည်စိတ်လေးလေးနှင့်ထွေးခင်နှင့်ကျွန်တော်တို့ဆုံတွေ့ခဲ့ရာတောအုပ်အတွင်ရှိခြံကလေးစီသို့လျှောက်လာခဲ့၏ထွေးခင်ကတချင်းကလေးတည်းအေးအေးနှင့်ကျွန်တော်ကိုစောင့်နေလေသည် ကျုပ်ကပထမတမောအော်အော်မှုတ်တန်ကြားကလေးကဒီကိုရောက်နေတာသိလားမျက်စကလေးချီကဝမ်းမတတပြောလိုက်ပုံမှာကလေးဆန်လာပြီသည်သူကဝမ်းသာနေတလို့ကျွန်တော်ကစိတ်ပူနေမိလေသည်လာလေဘာငေးတေးတေးကြီးလုံနေတာလဲထိုင်လေသူကကျွန်တော်လက်ကိုဆွဲကသူ့နားတွင်အထိုင်ခိုင်းနေပါ၏ကျုပ်ကအိမ်မှာအထုပ်ပိုးတွေတောင်ပြင်ထားပြီးပြီတမောကဖယ်ချင်ပြတ်ထွက်မှလည်းရင်ကျွန်တော်ဘာစကားမှမပြောနိုင်ငံရွေသာထိုင်နေမိသည်ဟင် ဘာဖြစ်နေတာလဲပြောစမ်းဘာမှမဖြစ်ပါဘူးကွာကျွန်တော်ကတူတူတောင်းတောင်းမင်းပြောမိလေသည်ထွေခင်ကကျွန်တော်မျက်နှာရိပ်မျက်နှာကဲကိုအခုမှရိပ်မိလာရင်တူ၏သူ့မျက်နှာကလေးသည်အိုသွားရှာ၏ကျုပ်ကိုခေါ်မသွားခြင်းဘူးလားယင်ခေါ်မသွားခြင်းလို့မဟုတ်ပါဘူးကွာနင်းကအသက်မှမပြည့်သေးတော့တော်တော်ကြာနင်းရောငါရောဒုက္ခရောက်နေမယ်အမေကျုပ်ကဘာများအသက်မပြည့်သေးတာလဲကျုပ်သက်15နှစ်ရှိပြီတော့တူတူစီမှာဒီချိန်လင်းယူတောင်းမွေးကြတာကြီးပဲ နင်တို့တော့မှာတော့ဟုတ်တာပေါ့ဟဲ့တော်တော်မျိုးကရောအဲ့လိုမဟုတ်ဘူးလားမဟုတ်ဘူးကျွန်တော်ကတံပြက်နဲ့ပြောလိုက်သေးတယ်တပြိုင်နဲ့ထွေးခင်သည်သူ၏မျောလင်းချက်တောင်ကြီးပြိုကျသွားပြီကိုတီးသွားလေသည်တီးလို့ဆိုရင်ကျုပ်ကိုဘာလို့ခေါ်မယ်လို့ပြောခဲ့တယ်လဲထွေးခင်ကကျွန်တော်ရင်ဝင်ကိုမြည်ရင်ကြွကြပါအောင်ငိုချလိုက်၏ကျွန်တော်ကဘလို့ပြန်ပြောရမည်ကိုစဉ်းစားပြင်မရဘလို့ချော့ရမည်ဟုလည်းနားမလဲထွေးခင်ငိုနေသည်ကိုသာထိုင်ဝင်ကြည့်နေမိသည်ပြော့ပြော့ကျုပ်ကိုဘာလို့ခေါ်မယ်လို့ပြောရတာလဲ ထွေးခင်ကကျွန်တော်ရင်ဘက်ကိုတဘုံဘုံမြည်အောင်ထုလိုက်၏ထွေးခင်၏ငိုရှိုက်တန်နှင့်ကျွန်တော်ရင်ဘက်ကိုထုရိုက်တန်ကြားတွင်ကျွန်တော်တို့အနောက်ဘက်စီမှတချွတ်ချွတ်နှင့်တက်ကန်းချောက်များကိုနင်းရည်သွားသောအတန်ကိုကြားလိုက်၏ထွေးခင်ထွေးခင်တိတ်ဆန်းတို့ကိုတယောက်တွေ့သွားပြီထင်တယ်ထွေးခင်၏မျက်လုံးများသည်ပြုကျယ်၍သွားကကျွန်တော်ကိုကြောက်အလက်အာနှင့်နင်းငံဖတ်ထားလေသည်လှုပ်ပါအောင်ဟာ ထွေးခင်ရာငါသွားကြည့်လိုက်အောင်မေကျုပ်တို့အဖေလိုက်ပြီးချောင်းတယ်လို့ထင်တာပဲနေဖေဆိုရင်ဘာလို့ပြန်သွားမလဲ မင်းပါတခါတည်းခေါ်သွားမှာပေါ့အိမ်မှာတနက်သွားယူတယ်ထင်တယ်ဟုတ်တယ်ဟုတ်တယ်အဖေပဲဖြစ်ရမယ်ပြေးပြေးတော်လွတ်အောင်သာပြေးမိုးလင်းသမောထွက်ခံနေမှတော့စီကိုကျုပ်ဆင်းလာခဲ့မယ်ထွေးခင်ကပျော့ပျော့ဆူဆူကျွန်တော်ကိုလည်းပြေးစီကသူလည်းသူ့အိမ်ဘက်သို့ထွက်ပြေးသွား၏ကျွန်တော်ဒီဝဲကြီးမှသမောစိတ်သို့ခါတိုင်းသွားနေကြလမ်းတိုင်းမသွားပဲတောအုပ်ထဲမှနေ၍တောင်ကမူနှင့်ရှုံမြောင်ကလေးများကိုဖျက်ချော်ကခတ်တုတ်တုတ်လာခဲ့၏အသူရနေမင်းကြီးဥတ္တပနွားတီဥပိုပသည်ကျွန်တော်ကိုတွေ့နိုင်မည်မဟုတ်ဟုထင်ခဲ့၏ သို့တော်လည်းကျွန်တော်ဘေးကိုကျွန်တော်မစိုးရင်ထွေးခင်အတွက်ကိုသာစိုးရင်ပူပန်မိသည်ဥဖို့ပါသည် ကျွန်တော်ကိုလက်လွတ်သွားသဖြင့်ထွေးခင်ကိုအညွန့်နဲ့ရိုက်နှက်နေနေကိုမြင်အောင်မိ၏ကျွန်တော်သည် တောင်မူကလေးတစ်ခုမှဆင်းကရှို့ကလေးတစ်ခုကိုဖျက်ရန်ခြေလန်းလိုက်သည်နှင့်တပြိုင်နက်ကျွန်တော်နောက်မှမာကျော့ခတ်တံလာသောဥဖို့ပါ၏အတန်ကိုကြားလိုက်ရ၏ဟေ့မတည်ခြင်းသေးရင်ရက်လိုက်ရှို့တည့်ရအဖြစ်ကျွန်တော်နားကိုပင်ကျွန်တော်မယုံကြည်နိုင်လောက်အောင်ဖြစ်သွားဤဥဖို့ပါသည် ကျွန်တော်အာမြည်သည်နီးနေမြမတွေ့နိုင်ဟုကျွန်တော်၏ယူဆချက်ကတက်တက်ဆင်မှားမြင်ခဲ့ပေပြီကျွန်တော်ဒီတောင်းနေရမှဥဖို့ပါ၏အမိန်တိုင်းချက်ချင်းမြရတန်းလိုက်ရ၏ဟေ့ဒီဘက်လိုက်လိုက်စမ်းသူ၏နောက်ထပ်အမိန်တိုင်းပင်သူ့ကိုကြောပိတ်၍ရက်နေရမှာသူဘက်သို့လှည့်လိုက်ရ၏သူဒီသူ၏နှလုံးပြူတဲ့ကြီးကို ကျွန်တော်ရင်ဘက်တက်တက်စီသို့ချိန်ရင်အနိုင်ရသောစစ်သူကြီး၏မျက်နှာထားဖြင့်ကျွန်တော်အနီးသို့တိုးလာလေသည်ဖိုးပါအကြောင်းသိပလားဟေ့ ူကမခန့်လေးစားကြီးလိုက်ရင်မေးလိုက်၏တိသားပဲလူဟုတ်မှကြီးဆိုတာကျွန်တော်ကမရဲတော့လဲတီးခဲစေဆိုသောစကားအတိုင်းရင်ကိုခက်ကော့ကော့ထား၍ပြန်ပြောလိုက်၏ဥဖိုးပါဤမျက်နှာသည်ချိန်မှန်တကယ်သို့ရှုံ့ညစ်သွားလေသည်အေးကွာတိကြသေးတာပေါ့မင်းလိုလူမျိုးကိုဖိုးပါကအကောင်တော်ဖျက်ပစ်နိုင်တယ်တိလားမင်းကိုတော့ဂျပန်တက်တယ်လို့တဖြည်းဖြည်းနှင်းပြီးမှတက်မကွာခမားတက်တိုင်းကြုတ်သေးရမှာလားဟဲ့ဟဲ့ မင်းကတော်တော်မိုက်သားပဲဖိုးပါရဲ့တနက်ပြောင်းသွားမှာဘယ်နှလောင်းကြွသွားတယ်ဆိုတာကြားဖို့မှာပေါ့ကွာဟုတ်လားဟေ့ခွေးကောင်ကြီးစကားများမနေနဲ့တတိရှိရင်ပြစ်လိုက်စမ်းကျွန်တော်ကအတူတူနေမင်းကြီးဥဖို့ဘကိုကိုရွေးဒေါသထွက်အောင်လုပ်ကရှေ့သို့တိုးလိုက်ဤသို့တော်ဥဖို့ဘသည်ကျွန်တော်၏အကြံကိုရိပ်မိရန်တူဤသူသည်ကျွန်တော်ကိုအနာကမခံပဲကျွန်တော်ကရှေ့သို့တလန်းတိုးလာသည်ကိုသူကနောက်တလန်းသို့ဆုတ်ကကျွန်တော်နဲ့ခက်ကွက်ကွက်ဖြစ်အောင်လုပ်နေသည်ဟေ့ ပြင်းရင်ပြစ်စမ်းကျွန်တော်ကပြော့ပြော့ဆုဆုရှေ့သို့လင်းငါလမ်းမြခုံရိပ်တိုးသွား၏ဥဖိုးပါသည်ကျွန်တော်ပြည့်၍တက်လာသဖြင့်နောက်သို့ခက်ပြန်ပြန်ကလေးဆုတ်လိုက်၏သူက နောက်ကိုဆုတ်၍ခေါင်းကိုခက်မက်မက်ကလေးဖြစ်အောင်ဆန့်ထုတ်လိုက်သည်နှင့်တပြိုင်နက်နောက်ဖက်စီမှဖျန်းငနဲ့ရိုက်ချလိုက်သည့်အတန်ထွက်ပေါ်လာသည်ဥဖိုးပါသည်တချမ်းမြသာအော်နိုင်ပြီးလျင်ခွေကနေလဲကျသွား၏ကျွန်တော်ကမူအံဩတင်ကကြည့်နေမိသည်ထွေးခင်သည်ဝင်းရင်တို့တချောင်းကိုကိုင်းက ခြုံမော့ကွယ်မှာပြစ်ထွက်လာနေသည်ဟဲ့ထွေးခင်နင်ဘက်နဲ့လှုပ်လိုက်တာလေသွေးတန်ရဲရဲဖြင့်လဲကျနေသောသူရာမင်းကြီးဥဖို့ဘကိုငုံကြည့်ရင်ကျွန်တော်ကမေးလိုက်ရင်ကြုတ်ရိုက်လို့ဒီကောင်းကြီးမသေးပါဘူးတော့ကျွန်တော်ဒီအသူရာမင်းကြီးဥဖို့ဘကိုပြပြတလဲပွေထူ၍ထွေးခင်ရဲလိုက်သောဒဏ်ချက်မြင်မြပြင်းထန်သည်ကိုကြည့်နေထိုချင်းတွင်ထွေးခင်ဤမိခင်ဒေါငွေမြသည်ဦးရဖားရနှင့်ကျွန်တော်တို့နေရာသို့ရောက်လာလေသည်ဒဏ်ရာတော်တော်ပြင်းသလား တိတ်မပြင်းပါဘူးလူကိုကလည်းရက်တွေတောက်ထားတော့ရိုက်ခံရတဲ့အချိန်နဲ့တတိလက်သွားတာပါဒုံဝင်မြကသူ့လင်ရိုက်ခံရတော့လေသူ့လင်နဲ့ကျွန်တော်တို့ဤပြက်ပြက်ပုံကိုသိနေရန်တူရင်တိုးတော်လဲသူသမီးထွေးခင်ကိုအပြစ်မတင်ပေကဲကဲမောင်ရင်တို့သွားဖို့ရှိတာသွားကြဒီမှာတော်တော်လိုကြည့်လို့လိုက်မယ်အမေကျုပ်လည်းတခါတည်းလိုက်သွားမနော်အရေးတဲတွင်ထွေးခင်ကခလေးမကလေးလိုပူဇာနေပြန်၏ဒုံဝင်မြကမူသူသမီးကိုအပြစ်မပေးဘဲ ျွန်တော်မျက်နာကိုသာစုံစမ်းသောအမူအရာဖြင့်ကြည့်နေ၏စိတ်ချပါခရစ်ခင်ကိုကျွန်တော်နှမကလေးလိုစောင့်ရှောက်ပါမယ်ကျွန်တော်ကစကားလာလာသုံးကခရစ်ခင်အမေကိုဂတိပေးလိုက်၏ဘာပြောတယ်နှမကလေးလိုဟုတ်လားကျွန်တော်ကခရစ်ခင်ကိုမျက်စိတစ်ပတ်မှပြလိုက်ရ၏ဒီတော့မှပင်ဒုက္ခမှအတိတ်ပဲပေါက်သွားလေသည်ကဲအမေကိုကြောခဲ့ပါတယ်ခရစ်ခင်အမေကသူ့သမီးကိုမျက်ရည်ဆက်ဆက်နဲ့ကြည့်ရင်းစွမှုန်ကောင်းများတောင်းလျက်ရှိသည် စစ်ချပြခြင်းမောင်ရင်ရဲ့ကျုပ်သမီးကလေးကလူကုံသာထွားနေတာဘာမှတိတဲ့တိတာမဟုတ်ဘူးအဆဆရရဆုံးမပါကျွန်တော်နဲ့ထွေးခင်တို့သည်အသက်ပြင်းပြင်းရှူကမြေပေါ်တွင်ပြော့ခွေလျက်ပင်ရှိနေသေးသောအတူရာနတ်မင်းကြီးဥဖဖကိုတစ်ချက်များလှည့်ကြည့်ကထိုနေရာမှထွက်လာခဲ့ကြ၏ဒေါငွေမြသည်ကျွန်တော်တို့နှစ်ယောက်ကိုလှမ်းကြည့်လိုက် သူလင်ကိုသတိရလာအောင်ရက်ခတ်ပေးလိုက်နှင့် ကျွန်တော်တို့နောက်တွင်ဝေးရဝေး၍ကြံခဲ့ပါသည် ဟုတ်ကဲ့ပါခဗျာစိုင်းစရာတက္ကသိုလ်နန္ဒမင်းရေးသားတဲ့မောင်ကြီးနှမဆိုတဲ့ဝိတုတ္တဇလန်လေးကဒီမှနေပြဆုံးသွားခဲ့ပါပြီအဆုံးထိကြည့်ရှုအားပေးနားဆင်ခဲ့တဲ့အတွက်ကျွန်တော်ရဲ့ channel လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ